ကချင်ပြည်နယ်ဖကန်းမြို့နယ်ရှိတပ်မတော်ထိန်းချုပ်ထားတဲ့ဖကန်းနယ်လုံခင်းအနီးနားရှိကြောက်လုတ်ကွက်များအတွင်၌ရေမစေးဓမာများအားလွတ်လပ်စွာဝင်ရောက်ရှာဖွေခွင့်ပြုထားတယ်လို့ဒေသခံများကပြောပါတယ်ဖကန်းမြို့နယ်အတွင်တို့တပ်မတော်ကမေလဒုတိယပတ်မှာစတင်ထိုးစစ်ဝင်ရောက်ပြီးနောက်အဆိုပါလုတ်ကွက်များမှာရှေးကနီလန်းများနဲ့မတူပဲရေမစေးဓမာများအားတားမြစ်မှုမရှိပဲကြောက်ရှာဖွေခွင့်ပြုထားတယ်လို့ကြောက်ရှာဖွေသူတဦးကပြောပါတယ် အရင်က KIA ထိန်းချုပ်ထားစဉ်ကလောက်ကွက်တာဝန်ရှိသူတွေကပညာဆိုင်ရာတွေနဲ့တရားဝင်တူရတွေကြောင့်ဆိုပြီးရင်စည်းသမားတွေကိုအနိုင်ကျင့်ကကြောက်ရှာပွေခွင့်မပေးတာတွေနောက်ပြီးရှာပွေခွင့်ပေးထားတဲ့အချို့လောက်ကွက်တွေမှာဆိုရင်လဲကြောက်တွေ့ရင်သူတို့ပဲဈေးနေပြီးပြောင်းဝယ်တာတွေလုပ်ကြတယ်အခုချိန်မှာတော့လောက်ကွက်တွေအားလုံးမှာကြောက်ရွာဖွေခွင့်ရပြီးလွတ်လွတ်လပ်လပ်ကြောက်ရောင်းဝယ်တာတွေလုပ်ခွင့်ရတယ်လို့သူကပြောပါတယ် အရင် KIA ထိန်းချုပ်ထားစဉ်ကာလအတွင်းအချုပ်လုပ်ကွက်များမှာတမတ်နေရာများတွင်တော့ရှာဖွေရန်ခွင့်ပြုခြင်းဆိုင်ကယ်ရပ်နာခွင့်အခွင့်များကိုတုံးမြင့်ကောက်ခံခြင်းနဲ့ရရှိတဲ့ကြောက်ကိုနေမြေအာဏာရှိသူတွေကိုဒါပြန်ရောင်းရန်တင်းကျပ်အမိန့်များထားရှိခဲ့တယ်လို့ရင်းမစေးဓမ္မတအူးကထပ်မံပြောပါတယ်လက်ရှိချိန်မှာလေဖကံမြို့နယ်အတွင်းတပ်မတော်ထိန်းချုပ်မှုများပြုလုပ်လျက်ရှိပြီးဇွန်လအစပိုင်းမှစတင်ကမော်ဂဒီဘက်အရက်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ဒေသခံများထံမှသိရပါဗျ။